ကဲဒီတခါတော့မြင့်မြတ်မဟုတ်တော့ဘူးပြည်သူဦးအလှဲ့ပြရိုက်တာပြည်ဟင်းဒီဟာအမေရိကမှာရောက်ပြီးကတည်းကနေမြန်မာနိုင်ငံမှာရှိတဲ့သူရိုက်ခဲ့ဘူးတဲ့မင်းသားရီမင်းသမီးရီရဲ့ကိုကျင်စရိုက်တာတွေကို ဖော်ထုတ်လိုက်တာမှာအခုချိန်မှာတော့အကယ်ဒမီတရုတ်ဆောင်မင်းသားကြီးပြည်သူဦးရဲ့အလှဲ့ကိုရောက်ရှိလာပြီးဖြစ်ပါတယ်ရိုက်တာပြည်ဟင်းဒီဟာကတော့ပြောပါတယ်သူနဲ့တွဲလို့ခဲ့တဲ့မင်းသားရီမင်းသမီးရီတဲမှာမင်းသားကြီးနေသူကတော့စရိုက်တာရော စိတ်နေစိတ်ချရောအမှန်ကန်ဆုံးပါပဲတဲ့ဗျာမိသားကြီးနေတို့ကမှန်ကန်အောင်နေတယ်ပေါက်ပြံမှုတွေလည်းမရှိဘူးနော်မြင့်မြတ်ကြတော့ရက်ကွင်းပေါ်အထိဖာချတတ်တယ်တဲ့ဗျာအခုနော်ကျွန်တော်တို့ပြည်သူဦးပြည်သူလည်းရောက်ပါပြီပြည်သူရဲ့ဒါကျွန်တော်တို့ shooting manager နဲ့ပေါင်းပြီးတော့ပေါက်ပြံမှုတွေကို character ပြင်းတရားကအခြားပြလိုက်ပြီးပဲဖြစ်ပါတယ်နော်အစတုန်းကတော့ကျွန်တော်တို့သူ့မှာမင်းမီကြီး intra Johnson တိုင်းကလုံးသိတယ်ဗျာ တို့ညောင်ရဲ့သိခါကိုအထိမှဆိုလို့ပြတဲ့ခါကျတော့တို့ညောင်မှာကသားရောသမီးရောရှိတဲ့ခါကျတော့ဒါသိခါရီတည်ရမလားသားနဲ့သမီးလေးတွေကိုနော်ငှက်ညာတော့အဖြစ်ဘာမှမပြောဘူးလို့နော်ကျွန်တော်တို့ဒရိုက်တာပြင်းဒီဟာကသူ့အနေနဲ့နေခဲ့ပဲမယ်ပေါ့နော်အခုချိန်မှာတော့မပြောလို့မရတော့ဘူးအချောင်းကြီးကတော့ဒါကျွန်တော်တို့ပြည်သူဥပဒေစကောက်စီနဲ့ပူပေါင်းပြီးတော့လုံးဆောင်နေတဲ့ယာရီအများကြီးရှိတယ်ဒရိုက်တာပြင်းဒီဟာကပြောတယ်ဆိုတော့အခုဒီကောက်မှာတော့ငှက်ညာလို့မဖြစ်တော့ဘူးပြည်သူဟာ ူနဲ့သူရုပ်ရှင်ဇာကာပေါင်းဇာကာလောက်ရိုက်ကူးခဲ့ကြောင်းလေကာရိုက်တာပြင်းတဲ့ဟာပြောပါရယ်အဲ့ဒီရိုက်ကူးနေစဉ်အတော်အတွင်းမှာတော့ပြည်သူဦးဟာမင်းကလေးတွေနဲ့ဖောက်ပြန်မှုတွေများစွာရှိခဲ့ကြောင်းရှူတင်မန်နေဂျာနဲ့ပူးပေါင်းပြီးတော့ဖာချမှုတွေလည်းလှုပ်ဆောင်ခဲ့ကြောင်းကိုကာရိုက်တာပြင်းတဲ့ဟာကပြောပြလိုက်တာဖြစ်တဲ့ဒရာအင်ဂျာဂျော်ဂျင်ကလည်းဒီသတင်းကိုကြားပြီးတော့သွေးတက်နေပြီလို့ကြားသိရပါရယ်